ကမ္ဘာတွင်းကရိုမန်ကက်သလစ်ဘာသာဝင်တို့ရဲ့အကြီးအကဲပိုယဟန်မင်းကြီးဖရန်စစ်ဟာတက်တော်88နှစ်မှာပြောင်းလဲတော်မူသွားပါပြီ။ပိုယဟန်မင်းကြီးတစ်ပါးပြောင်းလဲတဲ့အခါလုပ်ငန်းစဉ်အစဉ်စဉ်ကိုရာစုနှစ်နဲ့ချီပြီးထိန်းသိမ်းလာတဲ့ထုံးနှံတွေနဲ့အညီလှုပ်ဆောင်ရပါတယ်။ပုတ်ပြောင်းလဲတဲ့အခါပထမဆုံးအကြောင်းကြားခံရတာကအကာမလန်ကိုဖြစ်ပါတယ်။သူကဗာတီကန်ကို ဝင်ငွေကအစအစီမံခံခွဲရတဲ့ဩဇာအာဏာကြီးတဲ့သူပါ။ထုံးတန်းတွေအရအကာမလန်ကိုဟာပုတ်ပေးမှာရက်ပြီး ုတ်ရဲ့ဘက်တိဇန်ခံထားတဲ့နာမည်ကိုသုံးချိန်ခေါ်ဆိုရပါတယ်တကယ်လို့ပုတ်ဟန်းမင်းကြီးကထပြီးမတုံ့ပြန်ဘူးဆိုရင်တော့ပြန်လွန်ပြီလို့ကြေညာပါတယ်ပြီးတော့ကာရီနယ်ယဟန်မတ်တွေကိုအကြောင်းကြားရပါတယ်ဗာတီကန်တွေကပုတ်နေထိုင်တဲ့နေရာတွေကိုလည်းပိတ်လိုက်ပါတယ်နောက်ထပ်ထုတ်နှံတစ်ခုကတော့ပုတ်ပြက်လက်စုကိုချိုးဖျက်ပြရတာပါဒီလက်စုမှာပုတ်ပြက်အာနာဇက်ကိုတစိုက်ခတ်ထားပါတယ်ပုတ်ပြက်ခေတ်ခေတ်အဆုံးသတ်လိုက်တဲ့အတိပဲဖြစ်သလိုသူ့ကိုအတုပမလုပ်နိုင်အောင်ဖျက်တာလည်းဖြစ်ပါတယ် ုတ်ပြန်လွန်တော့ကဘာတွန်းကကက်သလစ်ဘာသာဝင်တန်း1400လောက်ကပုတ်အတွက်ဝမ်းနဲ့ပူဆွေးနေကြမှာပါပုတ်ပြန်လွန်ပြီးမကြခင်မှာပဲသူ့ရဲ့အရရာခံမဲ့သူအတွက်ပြိုးဝဲရွေးချယ်ပွဲတစ်ခုကိုလည်းစတင်ကြပါလိမ့်ဒါပေမဲ့အဲ့ဒီရွေးချယ်ပွဲမတိုင်ခင်စာပနာကျင်းပါပါတယ်2005ကပုတ်ပြန်မင်းကြီးဒုတိယမြောက်ဂျွန်ဘောရဲ့စာပနာဟာတမိုင်းမှာအကြီးမားဆုံးစာပနာဖြစ်ခဲ့ပါလိမ့်ဗာတီကန်စီးတီးကိုလူလေးသန်းလာရောက်ကာရောအပြူဝမ်းနဲ့အောက်မေ့ခဲ့ကြပါလိမ့် ။ဗာတီကန်စီးတီးဆိုတာကတော့အီတလီမြို့တော်ရောမအလယ်ကလွတ်လပ်တဲ့အချုပ်အခြာပိုင်းနယ်မြေတွေကဖျားကြောင်းပရဝုံဖြစ်ပါတယ်။အစင်လာအပြင်ပုပ်ကိုတကြိုတဲ့အခေါင်းကို Cyprus Tin Shoe သားခဲနဲ့ဝက်တိချာသားတို့ကိုတုံးတက်ထားပြီးပြုလုပ်ပါတယ်။ပုပ် Francis ကတော့ရိုးရိုးရှင်းရှင်းသူ့ပုံစံအတိုင်းတစ်သားကိုသူ့အနာဂတ်ပုံစံကိုပဲရွေးထားခဲ့ပါတယ်။ပြုတ်ပြတ်တဲ့အယောင်တွေနဲ့မချေတတ်သလိုမြင့်ထားတဲ့ခုံပေါ်မှာလည်းမတင်ပါဘူး။လူတွေကြည့်ပြီးကာရဝပြုတ်နိုင်ဖို့ပုပ်ဖျမ်းမင်းကြီးရဲ့အခေါင်းဖုံးကိုဖွင့်ထားမှာပါ။ ပိုပ်ဖရန်စစ်ဇာပနာမှာအစင်လာကိုချိုးဖျက်တာတခုကတော့နှစ်ပေါင်း100ကျော်အတွင်းပထမဆုံးအကြိမ်ဗာတီကန်ရဲ့အပြင်ဘက်မှာမြုပ်နှံတဲ့ပုံဟန်မင်းကြီးဖြစ်လာမှာပါ။ရောမမြို့ထဲက Basilica of St Mary Major ဘုရားကျောင်းမှာမြုပ်နှံမှာပါ။16ရာမြောက်ဘေနက်ဒစ်တုံကတော့သူမပြန်လွန်ခင်9နှစ်အလိုမှာကလေးကအသက်အရွယ်ကြီးလို့ပုံဟန်မင်းကြီးအဖြစ်ကနှုတ်ထွက်ခဲ့ပြီးသူပြန်လွန်တော့ St Peter's Basilica မှာမြုပ်နှံပါလေ။ဒီနေရာကပုံဟန်မင်းကြီး90ကျော်မြုပ်နှံထားတဲ့နေရာပါ။ ပုတ်ရဟမင်းကြီးအစ်စ်ရွေးချယ်ပွဲကိုတော့ conclave လို့ခေါ်ပါတယ်ပုတ်ပြန်လွန်ပြီးနှစ်ပတ်ကနေသုံးပတ်လောက်ကြာတဲ့အချိန်မှာ sistine chapel ဖျားကြောင်းနဲ့လျှို့ဝှက်ကျင်းပကြတာပါဖုံးတွေယူခွင့်မရှိပါဘူးအပြင်နဲ့ဆက်သွယ်ခွင့်မရှိပါဘူးဘယ်မီဒီယာမှသတင်းယူခွင့်မရှိပါဘူး cardinal johann matt တွေကမဲစာရွက်နဲ့ကိုနှစ်တက်တဲ့ပုတ်ရဟမင်းလောင်းကိုမဲပေးကြပါတယ်ပုတ်ရဟမင်းလောင်းတစ်ပါးကမဲစုစုပေါင်းရဲ့၃ပုံ၂ပုံမရမချင်းမဲပေးရွေးချယ်မှုကိုအကြိမ်ကြိမ်ထပ်လုပ်ရပါတယ်ဒီရွေးချယ်ပွဲကလွယ်ကူလေးမရှိပါဘူး ရပိုင်းကနေသတင်းပတ်နဲ့ချီပြီးကြားရပါတယ်တချို့ကာရီနယ်တွေဆိုရင်ရွေးချယ်ပွဲအတွင်းကွယ်လွန်ခဲ့တာတောင်ရှိပါတယ်အရှိအကျဆုံးရွေးချယ်ပွဲကတော့1268ကနေ1290ခုနှစ်အထိ၃နှစ်ကြာကျင်းပခဲ့ရပါတယ်ကာရီနယ်တွေကြားနိုင်ငံရေးဆိုင်ရာအကျိတ်နယ်ပြိုင်ဆိုင်မှုတွေကြောင့်ကြန့်ကြာခဲ့တာပါဗက်တီဇန်ခံထားတဲ့ဘဲကက်သလစ်ဘာသာဝင်မဆိုပိုယဟန်းမင်းဖြစ်ပိုင်ခွင့်ရှိပါတယ်မူအားဖြင့်ဆိုရင်သူတို့အနေနဲ့ပိုယဟန်းမင်းနေတဲ့နေရာကိုသွားပြီးခုခုကိုအစိုးတင်လို့ရပါတယ် ဒါပေမဲ့ကို့အနေထားကဘာမှမဟုတ်ဘူးဆိုရင်တော့လိုအပ်တဲ့ကာရီနယ်မဲ၃ပုံ၂ပုံရဖို့ကခက်ပါလိမ့်မယ်။ပုပ်ဖရန်စစ်2013လုံကရွေးချယ်ခံရတော့ကဆိုရင်သူဟာအာဂျင်တီးနားကသာမကအမေရိကတိုက်တွေကနေပထမဆုံးဖြစ်လာတဲ့ပုံရဟန်းမင်းပါ။တမိုင်းတစ်လျှောက်ကာရီနယ်တွေဟာအီတလီလူမျိုးတွေကိုရွေးချယ်လေးရှိပါတယ်။ပုပ်266ပါးရှိကြရမှာ219ပါးကအီတလီကပါ။တကယ်ပဲရွေးချယ်ကြတာဖြစ်တဲ့အတွက်ပုံရဟန်းမင်းရွေးချယ်ပြီးမပြီးကိုဘယ်လိုသိနိုင်ကြပါသလဲ။ ဒါကရှင်းပါတယ်မိโกခေါင်းနိုင်ကိုပဲကြည့်ရမှာပါအနေအောင်မိโกထွက်ရင်အဖြေမရသေးတဲ့အတိတ်ပဲပါအဖြူအောင်မိโกကတော့ Habemus Papam လို့ခေါ်ပါတယ်ပုံရံမင်းတစ်ပါးရပြီဆိုတဲ့အတိတ်ပဲပါအဖြူအောင်မိโกဆိုရင်တော့ဘယ်အချိန်ကြီးညာမလဲစောင့်ဖို့ပဲကြံပါတော့တယ်များသောအားဖြင့်တနာ ਈ တွင်ပုံရံမင်းအစ်စ်ကစိတ်ပီတာရင်မြင်ရှိကလာတာဆောင်ကနေထွက်လာပြီးနှုတ်ဆက်ပါတယ်အကြီးတန်းကာရီနေတူကလက်တင်ဘာသာလို Habemus Papam ဆိုပြီးကြီးညာပါတယ်ပုံရံမင်းတွေကသူတို့ရဲ့မွေးနာမည်ကိုယူစရာမလိုပါဘူး ပုပ်ဖရန်စစ်နာမည်အရင်းကဟော်ဟေးမာရီယိုဘက်ဂိုလီယိုဖြစ်ပါတယ်။ဒါပေမဲ့ပုပ်ဖြစ်တဲ့အခါမှာတော့ဖရန်စစ်ဆိုတဲ့နာမည်ကိုယူပါတယ်။အစီစီမျိုးကစိန့်ဖရန်စစ်ရဲ့နာမည်ကိုယူထားတာပါ။ပုပ်ယဟန်မင်းကြီးတစ်ပါးပြန်လွန်တာကဘဝတစ်ခုတည်ဆုံးသွားတဲ့အတိတ်ပဲတဲ့ပို့ပါတယ်။ဒါကရှေးဟောင်းအစဉ်လာလျှို့ဝှက်လုပ်ငန်းစဉ်တစ်ခုရဲ့အစာဖြစ်ုံနဲ့မကကက်သလစ်ဘုရားကျောင်းရဲ့အနာဂတ်ကိုပုံဖော်မဲ့လုပ်ငန်းစဉ်လည်းဖြစ်ပါတယ်။အဖြူရောင်မီးကိုထွက်လာတဲ့အချိန်ကကဘာတဝမ်းလုံးကစောင့်ကြည့်ကြရတဲ့အချိန်လည်းဖြစ်ပါတယ်ခင်ဗျာ။